ပရိသတ်တွေအားလုံးကိုမင်္ဂလာပါလို့နှုတ်ခွန်းဆက်သလိုက်ချင်ပါတယ်ကျွန်တော်ရဲ့ Kings Sport YouTube Channel လေးကနေပရိသတ်တွေအားလုံးကို ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီကနေ့မှာတော့မြန်မာနိုင်ငံလေးကပြိုင်ပွဲနဲ့ပတ်သက်တဲ့သတင်းကောင်းများစွာအပြင်မြန်မာလက်ရေးစင်မျိုးသမီးအသင်းရဲ့ပြိုင်ပွဲပွဲစဉ်အချို့လိုကိုစီစဉ်တင်ဆက်ပေးတော့မှာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ Channel လေးကို Like and Subscribe လုပ်ပြီးအားပေးသွားဖို့လည်းတောင်းဆိုချင်ပါတယ်မြင်းကောင်းခွာလေးဖြစ်ခဲ့ရတဲ့မြမယူ၁၉မြို့သမီးအတင်းကြောင်းပြောပြပေးသွားခြင်းပါတယ် ပြည်သက်တွေအားလုံးသိရှိပြီးတဲ့အတိုင်းပါပဲမြန်မာ U19 မြို့သမီးရတော့ ASEAN U19 Championship မြို့သမီးပြိုင်ပွဲဝင်ရောက်ရှင်ပြိုင်ခဲ့ပြီးတော့လက်ရှိအချိန်မှာ semi final ရဲ့အဆင့်ကိုတက်ရောက်နိုင်ခဲ့ပြီမဲ့ထိုင်းသင်းကိုဂိုးပြည့်ရှုံးနိုင်မှုနဲ့အတူတတိယလူပွဲမှာလည်းအင်ဒိုနီးရှားကိုပနက်တီအဆုံးဖြတ်နဲ့ထပ်မံရှုံးနိုင်ခဲ့ကြောင်းကြားသိရပါတယ်မြန်မာပြည်သက်တွေမြန်မာမြို့သမီးလက်ရင်းစဉ်အသင်းအဆင့်အဆင့်အားပေးနေတဲ့ပြည်သက်တွေအတွက်ကတော့တကယ်ကိုစိတ်မကောင်းစရာသတင်းပဲဖြစ်ပါတယ် ဒါပေမဲ့လည်းလူငယ်သားမတွေပြီးတော့မျိုးသမီးသားမတွေဖြစ်တဲ့အတွက်သူတို့အနေနဲ့ဈာရတာတော်တော်လေးခက်ခဲပုံလေးရပါတယ် မိဖုရားကျုပ်ရဲ့လက်အောက်မှာအကောင်းဆုံးပုံစံရှိဖို့ကြိုးစားနေတဲ့မြမမျိုးသမီးငယ်လေးတွေကတော့သူတို့မှရှိတဲ့ပုံစံကောင်းတွေချပြဖို့အထူးကြိုးစားခဲ့ကြတဲ့မျိုးကိုမြင်တွေ့ခဲ့ရပါတယ်။အစုပွင့်ပွဲတွေမှာ BNN အသင်းနဲ့တွေ့ရှိခဲ့ပြီးတော့ BNN အသင်းကနှစ်ကိုကိုမရှိဆိုတဲ့ရလနဲ့ရှုံးနေခဲ့ပါတယ်။လာအိုအသင်းနဲ့ Timor Leste အသင်းတို့ပွဲစဉ်ကိုတော့အကောင်းဆုံးနိုင်ရလဲရရှိအောင်ကြောပြပြခဲ့ပြီးတော့ semi final ရဲ့အဆင့်ကိုဒုတိယနေရာကနေတက်ရောက်လာခဲ့တာဖြစ်ပါတယ်။ တဖက်ကတွေ့ရတဲ့ထိုင်းသီးနဲ့ပွဲစဉ်မှာတော့ကျွန်တော်တို့မျှော်လင့်ထားတဲ့ရလမျိုးထွက်လာခဲ့ခြင်းမရှိပါဘူးအဓိကအားဖြင့်ပြန်လည်သုံးသက်ပေးရမယ်ဆိုရင်တော့ထိုင်းသီးရဲ့ကစားပုံကောင်းနိုင်ပြီးတော့ကိုင်းအခြေအနေပါတကယ်ကိုတော်တော်လေးဆိုးဆိုးရွားရွားဖြစ်ခဲ့တာပါ ကွေးနယ်မှာမိုးရီတဲထန်သွားရွာတုံးနေခဲ့ပြီးတော့ဘောလုံးပေးပို့မှုတွေကလည်းလိုအောင်မြောက်ဖြစ်နေခဲ့ပါတယ်။အဲဒါကိုဒါမနဲ့တဲ့မြန်မာလက်ပီးစင်မျိုးသမီးအသင်းယူဆက်ကိုအသင်းရဲ့ဇာတ်မားလေးတွေကတော့အနှဲငယ်ပေးပို့မှုတွေအားနည်းချက်တွေကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီအားနည်းချက်ကလည်းအမှားမြောက်များစွာဖြစ်သွားစီပြီးတော့တစ်ဖက်ထိုင်းသင်းကသူတို့ကိုလူတို့လူကစားကွက်နဲ့အားလုံးပုံစံကောင်းနေရယူအောင်ကစားပြခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာကတော့မြန်မာလက်ရွေးစင်မြို့သမီး U19 အသင်းကတော့သူတို့အနေနဲ့အကောင်းဆုံးပုံစံပြသနိုင်မှုအထူးကြိုးစားခဲ့ကြတယ်။ဒါပေမဲ့လည်းရရှိတဲ့အခွင့်အရေးတွေကိုပိုင်ပိုင်နိုင်တဲ့အသုံးချနိုင်မှုလိုအပ်နေပြီးတော့နောက်ထပ်ရှင်မြန်ရမယ့်ပွဲစဉ်တွေအတွက်အားမွေးဖို့လည်းလိုအပ်နေပါတယ်။ကစားကွက်ကင်းကျင်းကိုအကောင်းဆုံးပြုလုပ်လာခဲ့ပေမဲ့တစ်ပတ်ကကျွန်တော်ပြောပြခဲ့သလိုပါပဲ။ Thai BN Indonesia ပါပါဝင်လာခဲ့ပြီးတော့လက်ရှိချိန်မှာအသင်းအားလုံးကိုအထူးတတိထားရမယ့်အနေထားတော်ဖြစ်နေပြီလို့တော့သုံးသပ်လို့ရပါတယ် ပရိသတ်ချိုးရဲ့ရင်တွင်းစကားတန်ချိုးကိုလည်းတင်ဆက်ပေးသွားခြင်းပါတယ်ချိုးပရိသတ်တွေကတော့မြန်မာလင်ပင်သိမျိုးသမီးယူဆက်ကိုအသိကိုအားပေးပါတယ်ပြီးတော့သူတို့လေးတွေဟာရန်ကုန်ငယ်ရွယ်လွန်းနဲ့တခုခုဆိုရင်သူတို့မှာကြောင်ရုံစိတ်တွေများနေတယ်လို့ထင်ပါတယ်ပြီးတော့အဓိကအားဖြင့်ကျွန်တော်တို့သိရှိခဲ့ရတာကထိုင်းဘီယန်နန်စတဲ့အသင်းကြီးတွေကိုသူတို့အနေနဲ့ရှိန်နေပုံလေးရပါတယ်ဒါကြောင့်အဲ့လိုမျိုးမဖြစ်ဖဲနဲ့နောက်ထပ်ပွဲစဉ်တွေမှာကစားပွဲခင်းကြီးကိုအကောင်းဆုံးပြင်ဆင်ပြီးတော့စုစုစည်းစည်းအင်းနဲ့အားလိုက်နဲ့တကုတ်တကယ်ကြိုးစားရင်တော့နိုင်မိုးတွေဖော်ဆောင်လာနိုင်မှာပါအခုရှုံးနေမှုကိုအကောင်းဆုံးတင်ကန်းသာယူမ င်ပြီးတော့နောက်ထပ်ပွဲစဉ်တွေတော့အောင်းမွေးဖို့လိုအပ်တယ်ဆိုပြီးတော့ပြိသက်ချို့ကတုံသက်ခဲ့ပါတယ်ဆက်လက်ပြီးတော့လေမမလေးရေးသိမျိုးသမီးယူဆော့ကိုအတင်းကိုဆက်လက်အားပေးသွားမှာပါအမျိုးသားအတင်းကိုအားပေးသလိုမျိုးပဲသူတို့အပေါ်မှာအပြည့်ဝယုံကြည်ပါတယ်ဆက်လက်ပြီးတော့နောက်ထပ်ပြိုင်ပွဲတွေမှာအောင်မြင်မှုရရှိပါသည်လို့စူတောင်းတယ်ဆိုပြီးလေပြိသက်ဦးကဆိုထားခဲ့ပါတယ်လက်ရှိချိန်မှာယူဆကိုအတင်အားမြို့သမီးပီရင်းလီမှာကောင်းမွန်တဲ့ဓာမရီနဲ့စုဖွဲ့ထားပြီးတော့လူငယ်သားမလေးတွေဖြစ်ပါတယ် ဒါကြောင့်သူတို့ရဲ့လုတ်ပိုင်ခွင့်အတွင်းမှာအကောင်းဆုံးရရှိတဲ့အခွင့်အရေးကိုအသုံးချနိုင်မှုစူးစမ်းအောင်မှဖြစ်ပြီးတော့နိဗျာကျုံနဲ့အဝင်ခွင့်ကြောင့်ဖြစ်အောင်လဲသူတို့အနေနဲ့စွမ်းဆောင်ပြရအောင်မှဖြစ်ပါတယ်။ဒါပေမဲ့လည်းပြိဿချို့ရဲ့စိတ်ဆန္ဒလုံးမှုကိုအကောင်းဆုံးနားလည်ပေးနိုင်ပြီးတော့သူတို့လေးတွေဟာအခုမှစတင်လေ့ကျင့်ပြင်ဆင်နေတဲ့အသင်းငယ်လေးဖြစ်ပါတယ်။ပြီးတော့မြို့သမီးအသင်းအနေနဲ့ semi final ရဲ့အဆင့်ကိုတက်ရောက်နိုင်ခဲ့တဲ့ဆိုတဲ့ဂုံပုတ်ကိုပဲမြန်မာပြည်သူပြည်သားတွေအနေနဲ့အကောင်းဆုံးချီးကျူးဂုဏ်ပြုရမှာလည်းဖြစ်ပါတယ်။ ။ပွဲကစားနေ့ချင်းအတွင်းမှာရန်ဖြစ်ချင်းများခဲ့ကြတဲ့စီတူအောင်နဲ့ကျော်စင်လင်းတို့ရဲ့တရင်ကြောင်းတင်ဆက်ပေးသွားခြင်းမှာရင်စီတူအောင်နဲ့ကျော်စင်လင်းတို့ကတော့အခြားပြောပြနေတဲ့အကြောင်းမရှိပါဘူး။ပရိသတ်တွေအားလုံးသိရှိပြီးသားဖြစ်မှာပါ။စီကဲငွေသိန်းစုရှည်များပဲဖြစ်ပါတယ်။လက်ရှိချိန်မှာအသင်းအသီးသီးမှကစားလျက်ရှိပြီးတော့စီတူအောင်ဟာရခိုင်ယူနိုက်တက်အသင်းမှကစားနေပါတယ်။ ကျော်စင်းလွင်ကတော့ AR United FC အတင်မှာကစားလျက်ရှိပါတယ်။သူတို့နှုတ်ဟာမြန်မာလိဂ်ကပြိုင်ပွဲ quarter final ပွဲစဉ်မှာပွဲချိန်ကန်နေစဉ်အတွေးမှာပဲအချင်းချင်းရန်ဖြစ်ကစားအများခဲ့ကြတာလည်းဖြစ်ပါတယ်။စီတောင်းရဲ့ဝင်ရောက်ပေါ်အနေငယ်ကြမ်းတမ်းမှုကိုကျော်စင်းလွင်ကအနေငယ်တွန်းထုတ်လိုက်ပြီးတော့အဓိကစပြီးတော့သူတို့ရဲ့ရန်ပွဲကစတင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့လည်းကျော်စီလင်ဘက်ကတော့အကောင်းဆုံးပြန်လည်တုံ့ပြန်ခဲ့ခြင်းမရှိဘဲနဲ့စီတူအောင်ဟာလက်တီနဲ့ရွယ်ခဲ့တဲ့ပုံစံကိုမြင်တွေ့ခဲ့ရပါတယ်။အဲ့ဒီကိစ္စတွေကိုတော့နီးပြချုပ်တွေအခြားသားမတွေကဝိုင်းဝန်းပြန်လည်ဖြည့်ရှင်းခဲ့ကြပြီးတော့ဒိုင်လူကြီးကလည်းနှူးဦးစလုံးကိုအဝကက်ရောနီကက်ပါပြသခဲ့ခြင်းတော့မရှိပါဘူး။ပြည်သက်ချိုးရဲ့တုံ့သက်မှုကိုပြောပြပေးသွားခြင်းပါလေ။ တဟာစီသူအောင်နေနဲ့ဒီလိုပုံစံမျိုးလက်နဲ့ရွေတာတို့ကိုတိလက်ရောက်ကျူးလွန်တာတို့တော့မလုပ်သင့်ပါဘူးပွဲချိန်တောက်လျှောက်ကိုကြည့်မယ်ဆိုရင်စီသူအောင်ကတောက်လျှောက်ကျန်းနေတယ်လို့မြင်ပါတယ်ဒါပေမဲ့လည်းသူ့အနေနဲ့စိတ်ကိုထိန်းကစားအသင့်ပါတယ်မြန်မာလူပီးစဉ်လာမအဟောင်းတူလေးဖြစ်တယ်ပြီးတော့အခုချိန်ဒီလက်အကောင်းဆုံးပုံစံပြနေတဲ့စီသူအောင်နေနဲ့ဒီလိုစိတ်တမျိုးရှိနေဖို့မကောင်းဘူးဆိုပြီးတော့ပရိသတ်ချုပ်ကတုံးသက်ခဲ့ပါတယ်ချိုးစလင်ကတော့သူ့အနေနဲ့တစ်ဖက်အသင်းရဲ့ ARI အသင်းရဲ့အသင်းကောင်းဆောင်တူလေးဖြစ်တယ် သူ့မှာအကောင်းဆုံးလုပ်ပိုင်ခွင့်ရှိပေမဲ့ပြန်ပြေးမှုကိုစိတ်တိုင်းညလှုပ်ဆောင်ခဲ့ပြီးတော့သူ့အနေနဲ့လှည့်ထွက်ခဲ့ပါတယ်။ဒါပေမဲ့လည်းကျိုးပရိသတ်တွေကတော့ကျော်စင်လင်းကိုလေးစားပါတယ်။ကျော်စင်လင်းဟာနဲငယ်သူ့အနေနဲ့စိတ်တူခဲ့မယ်ဆိုရင်အသိကောင်းဆုံးတယောက်ဖြစ်နေတဲ့အတွက်သူ့မှာပြည်နယ်အများကြီးကျူးလွန်သွားနိုင်ပါတယ်။သူဟာတဖက်သားသမားကိုလည်းလေးလေးစားစားနဲ့ပြန်လဲတုံ့ပြန်ခဲ့ပြီးတော့သူ့ကိုလက်နဲ့ရွယ်ခဲ့တာတော့မှပြန်လဲတုံ့ပြန်ခြင်းမရှိခဲ့ပါဘူး။ဒီလိုမျိုးစိတ်သက်ထားနိုင်မှဘောလုံးကန်ဆူပြီးလဲကျိုးပရိသတ်တွေကအုံသက်ဝေဖန်ခဲ့ကြပါတယ်။ ပရိသတ်ကျိုးကတော့ကွင်းလေတိုင်ဟာဝါကက်ဒါမမို့နီကက်တူးကိုပြသတင်ပါတယ်ဒါပေမဲ့လည်းဘာမှပြသခဲ့ခြင်းမရှိပါဘူးနောက်ထပ်ပွဲစဉ်တွေမှာအခုလိုမျိုးလုံးရမျိုးကျူးလို့မယ်ဆိုရင်ကြီးလေးတဲ့ပြစ်ဒဏ်မျိုးပြသတင်နေဆိုပြီးတော့တုံသက်ခဲ့ပါတယ်သီသူအောင်ပေါ်မှာ respect ထားခဲ့တဲ့ကျော်စင်လွင်နဲ့ပတ်သက်ပြီးလည်းပရိသတ်တွေကအခုလိုမျိုးချီးကျူးခဲ့ကြပါတယ် ကျော်စင်လုံးရဲ့လောက်ရက်ကမှန်တယ်လို့ပြောရမှာပဲဒါဟာဘယ်အသည်းနဲ့တွေ့တွေ့ဒီလိုပုံစံမျိုးလောက်ရက်ရှိရဲသားမဟာတူတက်အောင်မှာဖြစ်ပါတယ်ဒါပေမဲ့လည်းစီတူအောင်ကိုနှိမ့်ချပြောဆိုခြင်းမဟုတ်ပါဘူးစီတူအောင်အနေနဲ့ပွဲချိန်တွင်မှာအနေငယ်စိတ်တူနေတဲ့အတွက်သူ့အနေနဲ့လည်းဒီလိုသောတာမျိုးထွက်မယ်ဆိုတာမှန်ပါတယ်စီတူအောင်ကိုလည်းနားလဲပါတယ်နောက်ထပ်ပွဲစဉ်တွေမှာပြင်ဆင်သွားမယ်ဆိုရင်တော့အကောင်းဆုံးဖြစ်လာမှာပါဆိုပြီးတော့ပြည်သက်ချိုးကတုံ့တက်ခဲ့ပါတယ် ကျော်တင်နေတဲ့စီတူအောင်ဟာစီးကင်းငွေခေသားမတွေဖြစ်ပြီးတော့သူတို့မှာကောင်းမွန်တဲ့ဆက်ဆံရေးလည်းရှိနေပါတယ်။ပွဲကစားချိန်အတွင်းမှာတော့အနေငယ်ချင်းများမှုကစတင်ခဲ့တဲ့အခုလိုပွဲစဉ်မျိုးမှာနောက်ထပ်မဖြစ်ရင်တော့ပိုကောင်းမဲ့အရာတွေဖြစ်လာအောင်မှဖြစ်ပါတယ်။လက်ရှိချိန်မှာကတော့ AR United ရဲ့အသင်းနဲ့ရခိုင် United ရဲ့အသင်းတို့ပွဲစဉ်မှာတော့ကျော်တင်နေတို့ AR United ရဲ့အသင်းဟာရခိုင် United ရဲ့အသင်းကို၃ဂိုးကိုမရှိဆိုတဲ့ရလဒ်နဲ့အနိုင်ယူကျော်ဖြတ်ပြီးတော့စီမီဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်ခဲ့တယ်။ပြီးတော့တစ်ဖက်ကအသင်းကြီးတစ်သင်းဖြစ်တဲ့ရှမ်း United ရဲ့အသင်းနဲ့ရင်ဆိုင်ဆုံတွေ့သွားရမယ်လို့လည်းကြားသိရပါတယ်။ ကျော်စိန်လေးနဲ့စီတူအောင်တို့ကတော့ပွဲငိန်တွေမှာအကောင်းဆုံးပုံစံပြသခဲ့ပြီးတော့သူတို့အနေနဲ့တစ်ဖက်နဲ့တစ်ဖက်ရှင်ပြိုင်နိုင်လူရင်းနဲ့ပဲနိုင်ရလာရရှိဖို့ကြိုးစားခဲ့ကြတယ်။အဲ့ဒီချိန်တွေမှာကတော့ကစားဖြစ်ခဲ့ပြီးတော့အချင်းများခဲ့တဲ့မျိုးရင်းကိုကျွန်တော်ပြန်လည်တင်ဆက်ပေးသွားခြင်းလည်းဖြစ်ပါတယ်။ပြိတအပိမှုနဲ့တူလက်ရှိအချိန်မှာမြန်မာလူမျိုးစိတ်မျိုးသမီးရဲ့အသင်းကတော့အကောင်းဆုံးပုံစံတည်းနဲ့အာရှဖလားခြေစစ်ပွဲစဉ်များကိုဝင်ရောက်ရှင်းပြန်ကစားသွားတော့မှာဖြစ်ပါတယ်။အာရှဖလားခြေစစ်ပွဲစဉ်များကိုတော့မြန်မာနိုင်ငံမှာအင်ရှင်ဖြစ်လက်ခံကျင်းပသွားမယ်လို့လည်းကြားသိရပါတယ်။ မနက်ကမှရှင်ပြင်းလက်ခံချင်းမှသွားမယ်2026မြို့သမီးအာရှဖလာချင်းစစ်ပွဲအုပ်စုပွဲစဉ်တွေကညီမမြို့သမီးတင်ကစားမဲ့ပွဲစဉ်အားလုံးကတော့ညီမဆန်တော်ချင်းညနေ၄နာရီမှာရှင်ပြန်ကစားသွားမယ်လို့ကြားသိရပါတယ်ချင်းစစ်ပွဲစဉ်များကိုတော့ဇွန်လ29ရက်နေ့ကနေဇူလိုင်လ9ရက်နေ့ထိရှင်ပြန်ကစားသွားမှာဖြစ်ပါတယ်အင်ရှင်အသင်းဖြစ်တဲ့မြန်မာလေပြည်သင်းမြို့သမီးအသင်းတာမင်နစ်စကန်အသင်းဘာရင်အသင်းဘင်္ဂလားတစ်တို့ကအုပ်စုပတ်လည်ကစားရမှာဖြစ်ပါတယ် ပြီးတော့အောက်စုဘိုတသိန်းနဲ့ကခြေစပွဲအောင်မှာဖြစ်တဲ့အတွက်မြန်မာလီဝေးစိန်မျိုးသမီးတင်းနေတဲ့ပွဲစိန်နိုင်ကိုအနိုင်ရလဲရရှိအောင်ဇာနိုင်မလို့လိုအပ်နေတာဖြစ်ပါတယ်။မြန်မာလီဝေးစိန်မျိုးသမီးအသင်းကတော့ဇွန်လ29ရက်နေ့မှာတာမင်နစ်ကန်အသင်းဇူလိုင်လ2ရက်နေ့မှာဘင်္ဂလားဒေ့မျိုးသမီးအသင်းဇူလိုင်လ5ရက်နေ့မှာဘာရိတ်မျိုးသမီးအသင်းတို့နဲ့ကစားသွားမှာဖြစ်ကြောင်းလည်းကြားသိရပါတယ်။လက်ရှိအချိန်မှာပြင်းစင်မှုကောင်းနေကိုအသေးစိတ်ကစားပြုလုပ်နေတဲ့မြန်မာလီဝေးစိန်မျိုးသမီးအသင်းဟာလူကြီးသားမတွေနဲ့လူငယ်သားမတွေအစုံလင်စုဖွဲ့ထားတဲ့အသင်းတစ်သင်းပဲဖြစ်ပါတယ်။ ပြီးတော့ပြိသက်အပိမှုကိုလည်းအကင်မာရရှိထားတဲ့အသည်ပြီးတော့အိမ်ဝင်းမှာရှင်မြန်စားရမယ်မြမပြိသက်တွေရဲ့မျက်စိရှေ့မှောက်မှာအပိမှုထိုက်တန်တဲ့ပုံစံမျိုးပြသပြီးတော့ခြေစပွဲကိုအောင်မြင်မှုသူတို့လေးတွေစူးစမ်းသွားကြမှာလည်းဖြစ်ပါတယ်မာလီဝီသည်မြို့သမီးအသင်းရဲ့ဒါသမချိုးကတော့ခုလိုမျိုးပြိသက်တွေလာရောက်အပိဖို့ဖိတ်ခေါ်လိုက်ပါတယ်မျိုးသားအသင်းရှင်မြန်စားရတဲ့ပွဲစဉ်ကိုကြည့်ရတာတကယ်ကိုအားရချင်းနဲ့ဆရာကောင်းပါတယ်ပြိတဲ့ကြီးကကွင်းလုံးပြည့်ရှံလာရောက်အပိတဲ့အမြင်မျိုးကိုမြင်တွေ့ရပါတယ် ီးတော့မျိုးသားအသင်းအနေနဲ့ကစားကွက်ခင်းရင်လှလှပပကစားပြနိုင်ခဲ့တယ်။ပြိသက်တွေလူချင်းနေတဲ့ပုံစံမျိုးအနိုင်ရလက်ကိုရရှိနိုင်ခဲ့တဲ့တော့ဝမ်းသာပါတယ်။ပြီးတော့ကျမတို့ရှင်မြန်ကစားသွားမဲ့ပွဲစဉ်မှာလည်းအခုလိုမျိုးပြိသက်တွေလာရောက်အားပေးစေချင်ပါတယ်။ပြိသက်အင်အားကကျမတို့နိုင်ယူဖို့ပွဲစဉ်အတွက်တွင်းငိုးတွေအတွက်တကယ်ကိုအင်အားဖြစ်စေတယ်ဆိုပြီးတော့ကစားမှအချို့ကတုံ့သက်ခဲ့ပါတယ်။မီတက်လူကလည်းအခုလိုမျိုးတုံ့သက်ခဲ့ပါတယ်။ မာလီဝဲသင်းတင်းရင်ပြည်သက်ရှေ့မှောင်မှာကစားမယ်ဆိုတာတကယ်ကိုအိမ်မက်မတ်စရာကောင်းပါတယ်လက်ရှိချိန်မှာကတော့တဟာအမှန်တကယ်ဖြစ်လာပါတော့မယ်ပြီးတော့အမှန်တကယ်လည်းစိတ်လုံစရာနေပါတယ်ကျွန်တော်တို့ကစားခဲ့ရတဲ့ပွဲစဉ်တွေဟာအခြားနိုင်ငံမှာတွားရောက်စားခဲ့ရတဲ့ပွဲစဉ်ဖြစ်ပါတယ်ဒါပေမဲ့မြန်မာပြည်သက်တွေရဲ့အားပေးမှုကိုရရှိအောင်မှဖြစ်ပြီးတော့မျိုးသားတင်းရဲ့ပွဲစဉ်ကလို့ကိုယ်လုံးပြည့်ချံလာရောက်အားပေးမယ်ဆိုရင်တကယ်ကိုအိမ်နိုင်အားလိုက်ဖြစ်ပြီးတော့စူးစမ်းရတာလေကောင်းမွန်တဲ့ဆိုပြီးတော့မိထက်လူကသုံးသက်ခဲ့ပါတယ် ဒါပေမဲ့ပြည်သက်တွေတဲ့ပေးဆက်ကစားတော့ဖို့အစင်းသင်းရှိနေပြီးတော့ကျမတို့ဒါမားတွေအားလုံးစုစုစည်းစည်းနဲ့ခြေစပွဲအောင်မြင်မှုအဓိကအထားကြိုးစားနေပါတယ်ဆိုပြီးလဲတုံသက်ခဲ့ပါတယ်။စီးကိန်းပြိုင်ပွဲမှာလည်းအောင်မြင်မှုရရှိဖို့ညီမန်းချက်ကြီးကြီးမားမားထားတာပါတယ်။ရွှေစိမ့်စုရရှိဖို့အဓိကညီမန်းထားတဲ့ဆိုပြီးလဲတုံသက်ပြောဆိုပြီးသွားခဲ့ပါတယ်။ လက်ရှိချိန်မှာကတော့မြို့သမီးလေဝီသိန်းတင်ကတော့သူတို့အနေနဲ့ရှိသမျှအားရင်ထုတ်သုံးပြီးတော့ပြိသက်အတွက်ကြိုးစားရှင်းမြန်သာတွားဖို့လည်းရှိနေပါတယ်။ပြိသက်ကြီးကလည်းရှင်းမြန်သာတွားမဲ့ပွဲနေတွေကြရင်ကွေးလုံးပြည့်ချံတွားရောက်အားပေးပြီးတော့မြို့သမီးတင်ကိုဝေးရန်ပေးကြပါအောင်လဲတောင်းဆိုလိုက်ချင်ပါတယ်။လက်ရှိချိန်မှာကတော့နီးပြကျုပ် UK တက်ဆူရိုရဲ့လက်အောက်မှာအကောင်းဆုံးပုံစံကောင်းတွေပြသနိုင်မှုသူတို့လေးတွေစောင့်ကုန်ကြိုးစားနေပြီးတော့ပြိသက်တွေလိုချင်နေတဲ့ရလမျိုးရရှိနိုင်မှာလားတမမဘလို့ပုံစံမျိုးရလမျိုးထွက်ပေါ်လာမလဲဆိုတာကျွန်တော်တို့အားလုံးဆက်လက်စောင့်မျှကြည့်ရှုရအောင်ပါလေဖြစ်ပါတယ်။